နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဆောင်ပါလေးကတော့ BBC website မှာ AWDI ကစစ်တပ်ရဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုအေးအေးရှိန်ရှောက်နေသလားဆိုတဲ့ဆောင်ပါပဲဖြစ်ပါတယ်ရှင် AWDI တိုင်းရဲ့မြို့တော်ပသိမ်မြို့နယ်28မိုင်ကျော်သာအကွာအဝေးရှိတဲ့တာပေါင်းမြို့အပါအဝင်မြို့သုံးမြို့မှာအရခတ်တက်တော်အေးအေးနဲ့စစ်ကောင်စီတက်တော်ကြားတိုက်ပွဲတွေပြင်းထန်နေတာလရှိရှိလာပြီးဖြစ်ပါတယ် ရခိုင်ဘတ်ရှန်၊ကွာမျိုးကတဆင့်အေယာဝရီဘတ်ရှန်ကိုဝင်လာတဲ့အေအေစစ်ကြောင်းတွေဟာအေယာဝရီဘတ်ရှန်ကရေကြည်နဲ့လေးမျက်နှာမျိုးနယ်တွေမှာတိုက်ပွဲတွေဖြစ်နေပါတယ်။ရခိုင်စစ်ရေးကိုလေးလာနေတဲ့စီဒီအမ်ဘိုကြီးစင်ရော်ကတော့လေးမျက်နှာရေကြည်အပြင်ပသိမ်မျိုးကစစ်တပ်ရဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့မဝေးလာတဲ့တာပေါင်းမျိုးတို့ကို အေအေကရှေကုတ်ရယူပြီးအနောက်တောင်တိုင်းစစ်ဌာနချုပ်အထိစစ်ရေးဥတီလာနိုင်တယ်လို့သုံးသပ်ပါတယ်။ စစ်တပ်ကလည်းလေးမျက်နှာမျိုးနဲ့ရေကြီးအရှိဆိုင်အမြောက်တပ်စခန်းမှာဘန်ဂါရီဆော့စစ်ကူအင်အားတွေဖြစ်တင်ပြီးခုခံစစ်ပြင်ဆင်နေပါတယ်။ရခိုင်စီရေးစာမျက်နှာကအေယာဝတီအထိဘလို့တိုးလာလဲ။လေးမျက်နှာနဲ့ရေကြီးကစစ်ရေးအရာဘလို့အေးပါလဲ။အေယာဝတီတိုင်းလေးမျက်နှာမျိုးနဲ့ပန်တော်ကြီးရွာကစစ်တပ်စခန်းတစ်ခုကိုအေအေနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် PDF တွေက2025ဧပြီလထဲမှာတင်ပိုက်ခဲ့ပါတယ်။ ပန်တော်ကြီးစက္ခန်းတိမ့်ပိုက်ခံရတဲ့နောက်မှာတော့လေးမျက်နှာမျိုးတွေကရွာတွေမှာစစ်တပ်ကအေအား300ဝန်းကျင်စစ်ကူပို့ထားတယ်လို့အေအေစီရဲရဲမြစ်ကအတည်ပြုပြောပါတယ်။လေးမျက်နှာမျိုးတွေကကျေးရွာတရှုံမှာရက်ရွာကကွယ်ရေးအတွက်ဆိုပြီးအသက်35နှစ်ကနေ65နှစ်အရွယ်ရှိတဲ့အမျိုးသားတွေကိုစစ်တင်နှံပေးမယ်ဆိုပြီးအုပ်ချုပ်ရေးမှုတွေကတဆင့်ဖိအားပေးခေါ်ယူနေတယ်လို့ BBC စကားပြောခွင့်ရလေးမျက်နှာဒေသခံတအူးကပြောပါတယ်။ အလားတူလေးမျက်နှာမျိုးနွယ်တဲကရွာတရှုံးမှာစစ်ကောင်စီတပ်တွေတပ်ဆွဲနေထိုင်ကြတာရှိပါတယ်။အဲ့ဒီလိုတပ်တွေရဲ့ရိက္ခအတွက်တအိမ်ကိုငွေကျပ်3000ကောက်ခံတာရှိတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ရှိရဲ့ရိက္ခအတွက်ထမင်းရှက်ပြီးပို့ပေးရတာလည်းရှိတယ်လို့လေးမျက်နှာမျိုးနဲ့ကញ្ញန်တော်အုပ်စုရွှေပုံသားရွာကဒေသခံ2ဦးကသူတို့တွေ့ကြုံနေရတာကိုရှင်းပြပါဗျာ။ ယာအိမ်မှုနဲ့အုတ်ချုပ်ရိမ်မှုတွေကအဖွဲလိုက်တအိမ်နောင်စီငွေလိုက်ကောက်နေတာလို့ရွှေဘုံသားရွာခန့်တူကပြောပါဗျာ။ဧပြီလနောက်ဆုံးအပတ်မှာတော့ AA ရဲ့စစ်ကြောင်းကလေးမျက်နှာမျိုးပေါ်နဲ့ကိုမိုင်အကွာနာတဝိုက်အထီရောက်နေပြီလို့ AA နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကဆိုပါဗျာ။ အေအေစစ်ကြောင်းတွေမြို့ပေါ်နာနီးကပ်နေပြီးစစ်ရေးတင်းမာနေတာကြောင့်မြို့အနီးတဝိုက်နဲ့မြို့ပေါ်ရက်ွက်တွေကစစ်ကောင်စီအုပ်ချုပ်ရေးမှူးတရှိုးနဲ့ယာယီမှူးတရှိုးကတော့ရေကြီးအမြောက်တရင်ဘက်ကိုကြောင်းရွှေ့နေကြပါတယ်။လေးမျက်နာနဲ့နေမြေကြီးထိဆက်နေတဲ့ရေကြီးမြို့နယ်တွေကမြောက်ဆန်းရွာအရှိစားစစ်တပ်ရဲ့အမှတ်344အမြောက်တရင်အမတာကိုတော့ဖေဖော်ဝါရီလကတည်းကအေအေနဲ့ PDF တပ်ဖွဲ့တွေပူးပေါင်းပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အလားတူအမှတ်344အမြောက်တရင်ဟာပသိမ်မုံရွာကားလမကြီးဘေးမှာရှိတာကြောင့်ဒီတရင်ကိုကာကွယ်ဖို့စစ်တပ်ကအဲ့ဒီလမ်းပိုင်းတစ်လျှောက်မှာကာကင်းနေတိုးရှာပြီးစစ်ပြင်ခဲ့ပါတယ်။ဒီအမြောက်တရင်ကိုထိုးစစ်မစင်ခင်မှာလဲစစ်ကူတွေမလာနိုင်အောင်အေအေကရေကြီးနဲ့ဆက်နေတဲ့ကွာငတိုင်းကျောင်းလမ်းပိုင်းပေါ်ကဗီရာကိန်းနဲ့စစ်တပ်ကကင်းစခန်းတစ်ချို့ကိုတိုက်ခိုက်ပြီးသိမ်းပိုက်ထားခဲ့ပါတယ်။ ဧပြီလထဲမှာတော့အမှတ်344အမြောက်တက်ရင်အထိတိုက်ပွဲရောက်လာပြီး AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ထိုးစစ်တွေအရှိန်မြင့်လာတာကြောင့်အမြောက်တက်ရင်ပပတ်လယ်မှာဘန်ကာရီဆောင်ပြီးစစ်တပ်ကခန့်စစ်ပြင်နေတယ်လို့မြေပြင်အရှိန်နေတိသူတချို့ကဆိုပါတယ်။ပယံဆရာတွေကိုပါခေါ်ပြီးဘန်ကာကို အထက်ထက်ပပတ်လယ်ဆောင်နေတာလို့ဆိုပြီးအမြောက်တက်ထဲမှာလည်းအင်အား300ကျော်နဲ့တက်ဆွဲထားတယ်လို့သူတို့ကပြောပါတယ်။အေယာဝတီတိုက်အတွင်း ပသိမ်မိုးရွာလမ်းပိုင်းရေကြည်မြို့နယ်ဆက်ဆက်ရုပ်ကျေးရွာအနီးမှာလဲဧပြီလနောက်ဆုံးအပတ်အတွင်းမှာတိုက်ပွဲပြင်းထန်ခဲ့ပါတယ်စစ်ကောင်စီကယာယီအပြစ်ရဲ့ကြေညာထားပေမဲ့တဖက်တပ်တွေရဲ့ထိုးစစ်ကြောင့်ဆိုကာရေကြည်လေးမျက်နှာနဲ့အင်ကပူမျိုးနယ်ကြားပသိမ်မုံရွာလမ်းကျောမှာစစ်အင်အားတိုးရှာနေပါတယ်။အေယာဝတီတိုင်းအတွေ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာဟင်းသက်တခရိုင်အထိရောက်ရှိနေတာတွေ့ရပြီးဟင်းသက်တမျိုးပေါ်မှာတာဝန်ကျနေတဲ့ရဲတပ်ဖွဲ့တွေကို အမှတ်344အမြောက်တရင်စီကိုပို့ပြီးခန်းစစ်ပစ်ထားတယ်လို့ AACA အရင်းမြစ်ကဆိုပါတယ်။ဒါအပြင်ကြုံပြိုမျိုးအရှိစားစစ်တပ်ရဲ့အမှတ်36ရှေလင်တရင်တပ်ဖွဲ့ဝင်တရှိုးနဲ့စစ်မှုထမ်းတင်တန်းစင်တွေကိုလည်းအမှတ်344အမြောက်တရင်စီပို့ထားတယ်လို့သိရပါတယ်။နဖက်စီရေးတင်းမာနေကြအမြောက်တက်ရင်တွေကနေအနီးနားကရွာတွေတဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိသလို အမှတ်344အမြောက်တပ်ရင်းအနီးကတိုက်ပွဲတွေပြင်းထန်နေတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းပစ်ကူပေးနေတယ်လို့သူကဆက်ပြောပါဗျ။လင်းမြနာအပါအဝင် ရေကြီးမြောက်ဆန်းရွာအမြောက်တပ်ရဲ့အနီးနားရွာကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတာကြောင့်ထိခိုက်သေးဆုံးမှုရှိမရှိကိုမသိရသေးဘူးလို့သူကရှင်းပြပါဗျ။လေမျက်နှာမျိုးနယ်တဲကဝက်ကုံလဲခုံကြီးလဲခုံလေးရှာတော်စုစံကုန်းရွာတွေကဒေသခံတွေထွက်ပြေးနေရတယ်လို့သိရပါဗျ ရေကြည်မျိုးရဲ့အရှိတ်ရှာပတိမျိုးနယ်တဲပါနေတဲ့ဘောမီနဲ့မကြီးစင်ရွာတွေကစစ်တပ်စခန်းတွေကိုပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအေအေကတိမ့်ပိုက်ခဲ့ပါတယ်။ဒီရွာတွေကို အေအေကဧပြီလနောက်ဆုံးပတ်အထိ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ဒါကြောင့်အေအေနဲ့ပူးပေါင်းတပ်တွေဟာဘောမီနဲ့မကြီးစင်ရွာတွေဘက်ကနေတာပေါင်းမျိုးနယ်တွေဝင်ရောက်လာတာရှိတယ်လို့ဂွားမျိုးနယ်ကတဆင့်စစ်ကောင်စီတပ်ရဲ့ဗီဒါစခန်းကိုကျော်လွန်ပြီးရေကြည်မျိုးနယ်တွေကိုအင်အားဖြတ်ကျက်လာတယ်လို့နားလည်ရပါတယ်။ စစ်တပ်ကတော့ဗောမိကျွရရဲ့တောင်ဘက်ရှမ်းကရွှေတောင်ရံမြို့ဘက်မှာခန်းစစ်အခိုင်အမာနဲ့နေရာယူတပ်ဆွဲထားပါတယ်။ဧပြီနောက်ဆုံးပတ်အထိပသိမ်မြို့စစ်တပ်ရဲ့နာတခအနီးကတာပေါင်းမြို့မှာစစ်တပ်နဲ့အေအေ PDF ပူးပေါင်းတပ်တွေကြားစီရေးတင်းမာနေပါတယ်။မရှလာတုံးကတော့တာပေါင်းမျိုးအရှိစစစ်တပ်ရဲ့အမှတ်300ရှစ်ရှည်မြန်တရင်ရဲ့ကကင်းစခန်းကိုအေအေကသိမ့်ပိုက်ထားတာဖြစ်ပါတယ်။တာပေါင်းမျိုးအနောက်မြောက်ဘက်နဲ့ မြောက်ဘက်အဆက်နာကရွာတွေအထိအေအေတက်တွေကနေရယူထားတဲ့အရှိအနေလို့မြေပြင်တည်ရင်းမြစ်ကဧပြီနောက်ဆုံးပတ်အရှိအနေကိုပြောပါရယ်။တာပေါင်းမျိုးအနောက်မြောက်ဘက်မှာအေအေထိန်းချုပ်ထားတဲ့မကြီးစင်တဲ့ဘောမီကျေးရွာရှိပြီးမြောက်ဘက်မှာတော့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ရေကြီးမျိုးရှိပါရယ်။အေအေရဲ့ထိုးစစ်ကိုကာကွယ်ဖို့အတွက်လေမျက်နှာရေကြီးနဲ့တာပေါင်းကစစ်တပ်စခန်းတွေဟာစစ်တပ်အတွက်အခက်ရကြသလို ပတိမုံရွာလမ်းပိုင်းကိုထိန်းချုပ်ရှင်တဲ့ AA အတွက်လဲဒီနေရာတွေကစီရေးအရအေးပါတယ်လို့စီရေးအကဲခတ်တွေကထောက်ပြပါဗယ်။ဒီ၃နေရာကနာတခပတိအတွက်ကကင်းစခန်းတွေလို့ပြောလို့ရတယ်။စစ်တပ်ကဒီနေရာတွေမှာကျသွားရင်ဂေပေါက်ဖြစ်လာပြီးနာတခအတွက်စိုးရင်ရမယ့်အခြေအနေရောက်သွားမှာပဲလို့စီဗီအန်ပိုကြီးစင်ရောကပြောပါဗယ်။ AA ကအေယာဝတီတိုင်းကိုဘာလို့ထိုးစစ်ဆင်တာလဲ။ အေအေကအေယာဝတီတိုင်းကနေရခိုင်ရိုးမကတဆင်ရခိုင်ဝင်ပေါက်လန်းတွေကိုစစ်တပ်ရဲ့တံပြန်ထိုးစစ်တွေရောက်မလာအောင်တားဆီးဖြတ်တောက်ကျင်တာလို့စီရီယံဗိုလ်ကြီးစင်ရောကပြောပါတယ်။ရခိုင်ပြည်နယ်တဲကိုစစ်တပ်ပြန်ပြီးရှေ့မရှာနိုင်အောင်ဒီလန်းပေါက်တွေကိုအေအေဘက်ကထိန်းချုပ်ထားဖို့လိုတယ်လို့သူကဆိုပါတယ်။အေယာဝတီတိုင်းပတ်ရှံပသိမ်မုံရွာလမ်းတလျှောက်ရဲ့အပေါ်ဘက်ကိုကြီးမဲ့ဆိုရင် မကွေဗဒန်းကနေအန်တောင်ကြားလမ်းအတိုင်းဆက်သွားရင်ရခိုင်ပြည်နယ်တဲကိုလမ်းပေါက်ပါတယ်။ မကွေဗဒန်းဘက်မှာလည်းအေအေရဲ့စစ်ရေးကွင်ရှိနေပါတယ်။ဒီလမ်းရဲ့အောက်ဘက်မှာတော့ရခိုင်ပဲခူးအဆက်ဗထောင်းမြို့နယ်တဲကနေရခိုင်ရုံးမအတိုင်းဆက်တက်မယ်ဆိုရင်ရခိုင်ပြည်နယ်တောင်ကုန်းအထီလမ်းပေါက်ပါတယ်။ဗထောင်းမြို့နယ်တဲကညောင်ကျိုးရွာကိုတော့အေအေကမတ်လအကုန်ပိုင်းမှာထိန်းချုပ်နိုင်ခဲ့ပါတယ်။ညောင်ကျိုးကနေဗထောင်းမြို့ရဲ့အထီအေအေထိုးစစ်တွေရောက်မလာနိုင်အောင် ညောင်ကျိုးနဲ့တဆက်တည်းရှိတဲ့ညောင်ရှက်တောက်မှာစစ်တပ်ကခန်းစစ်အခအမပြင်ထားတယ်လို့စီရေးအရေးမြစ်တရှိုးကအစောပိုင်းကတည်းကပြောထားပါဗျ။ရခိုင်ဘက်ပေါက်တဲ့ဝင်းပေါက်လန်းတွေနဲ့ဆက်သွယ်ရှိဆက်ထားတဲ့ပဲခူးနဲ့အေယာဝတီတိုင်းတွေကပသိမ်မုံရွာလန်တက်လျှောက်ကိုအပြည့်အဝထိန်းချုပ်ကျင်တာကြောင့်မကွေအေယာဝတီနဲ့ပဲခူးစားတဲ့တိုင်းဒေသသုံးခုမှာစီရေးကွင်ကိုဖျက်ပြီးလှုပ်ရှားနေတာလို့စီရေးအကဲခက်တအူကထောက်ပြပါဗျ။ ဒီတိုင်းဒေသကြီး၃ခုအတွင်းကပသိမ်မိုးရွာလမ်းပိုက်အပြင်စစ်တပ်ခန့်စစ်အခါရမှာပြင်ထားတဲ့မြောက်ဆန်းအမှတ်344အမြောက်တရင်ကိုသာအေအေးထိန်းချုပ်နိုင်ခဲ့မည်ဆိုရဲအေယော်ဒီတိုင်းရဲ့မျိုးတော်ကစစ်တပ်ရဲ့နာတခအထိပါစီရေးရှိန်ရှောက်လာနိုင်တယ်လို့စီရီယံပိုကြီးစင်ရော်ကပြောပါတယ်တဖက်ပသိမ်မျိုးထဲမှာလဲစစ်တပ်ကရက်ွက်အရှို့မှာပြီးခဲ့တဲ့ရက်တွေအတွင်းစစ်တပ်ရဲ့အုပ်ချုပ်ရေးပိုင်းနေတဲ့အတူကီတုစ်အရက်အခေါ်ပြူစောတီတရှိုးက ဓာတ်တုတ်ကင်ဆာကင်းလဲနေတာမျိုးရှိတယ်လို့မြို့ခံတွေကပြောပါတယ်။ဒါကလေးမျက်နှာနဲ့ရေကြည်ဘက်မှာအေအေနဲ့ပီဒီအက်ပူပေါင်းထိုးစစ်တွေအချိန်မြင့်လာတဲ့နောက်မြို့ပေါ်မှာအခုလိုလှုပ်ရှားလာတာလို့ဆိုပါတယ်။အမှတ်344အမြောက်တပ်ရင်းသားထိန်းနိုင်သွားမယ်ဆိုရင်တာပေါင်းနဲ့လေးမျက်နှာဘက်တွေမှာစစ်တပ်အတွက်မြေပြင်မှာအကုန်လမ်းပိတ်သွားမှာဖြစ်ပါတယ်။နာတာခရှိတဲ့ပသိမ်မျိုးအထိအေအေရှိတက်နိုင်သွားမယ်လို့စီရီယံဘူကြီးစင်ယောကပြောပါတယ်။ ယခုဆောင်းပါးနဲ့ဆက်ဆက်သည့်မြန်မာနောက်မှဆောင်းပါးတစ်ပုဒ်ကိုထပ်မံဖတ်ပြပေးသွားပါမယ်ရှင်။လမ်းကြောင်းသုံးခုဖြင့် AOD တိုင်းကိုထိုးပေါက်နေသည့် AA ကလေးမျက်နှာမျိုးနဲ့တိုက်ပွဲများတွင်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကိုတံပြန်တိုက်ခိုက်လိုက်ပြီးနောက်စစ်ကောင်စီတပ်နှင့်ပြူစောထီးများသည့်မျိုးနှင့်နှစ်မိုင်အကွာသို့တပ်ပြန်ဆုတ်သွားကြသည်။ ရခိုင်ရိုးမမ ARD တိုင်းသို့အဓိကဝင်ပေါက်ဖြစ်သည့်ကွာငတိုင်းချောင်းကားလတ်အနီးရှိငတိုင်းချောင်းရေကြည်နှင့်လေးမျက်နှာမျိုးနွယ်များတွင်အရခတ်တက်တော်အေးအေးနှင့်စစ်ကောင်စီတက်တော်ကြတိုက်ပွဲများဖြစ်ပွားနေပြီးစစ်ကောင်စီကတက်ဆုံနေရသည်ဟုဒေသခံများနှင့်တော်လိုင်းတပ်ဖွဲ့များထံကသိရသည်ရခိုင်ရိုးမတောင်ချေအနီးလေးမျက်နှာမျိုးနွယ်ရှိဝက်ကုံစံကုံ တုံတော်ရှားတော်စုခြေရွာများကိုအရခတ်တတော်နှင့်မဟာမိတ်တပ်များကမတ်လဆန်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်နှင်းစင်ပုံကျဲတိုက်ခိုက်ခဲ့သည်ထိုနေရာများမှဆုတ်လာသည့်စစ်ကောင်စီတပ်သည်ဒေသခံပြည်သူစစ်ခေါ်ပြူစောတိတပ်များနှင့်ပူးပေါင်းပြီးပသိမ်မုံရွာလမ်းအရှိတ်ရှိပန်းတော်ကြီးရွာတွင်တဆွဲထားရာဧပြီလ18ရက်နေ့တွင်အရခတ်တတော်နှင့်မဟာမိတ်ပူးပေါင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာထပ်မံဆုတ်ခွာခဲ့ရခြင်းဖြစ်သည် မက်စလာကုံကလေးကစစ်ကောင်စီတပ်နှင့်ပြူစောတိတပ်များသည့်ပန်းတော်ကြီးရွာဖုံးကြီးကျောင်းနှင့်ပြည်တော်စုကြန့်ခိုင်ရင်းနှင့်ဖွံ့ဖြိုးရေးပါတီဝင်အမတ်ဟောင်းပိုင်ဆိုင်သည့်စားတောက်ဆိုင်တို့တွင်စကန်ချတာသည်၎င်းတို့ကိုတော်လိုင်းရေးတပ်များကလက်နက်ကြီးဖြင့်နေစဉ်ပစ်ခတ်ခဲ့သည်တော်လည်းတက်များကပန်းတော်ကြီးရွာကိုဝင်ရောက်တိုက်ခိုက်ပြီးနောက်ရွာနှင့်၃မိုင်အကွာ၄မျက်နှာမျိုးနယ်နှင့်၂မိုင်အကွာသို့စစ်တပ်နှင့်ပြူစောထီများကတပ်ဆုပ်ခွာသွားသည်ဟုသိရသည်။ ဧပြီလ19ရက်အတန်းနည်းညမှာဝင်စီပြီးတော့ဟိုကပြန်ဆုတ်သွားတယ်။သူတို့ကလည်းအမြောက်တွေကိုအတင်းသုံးပြီးတော့၃မိုင်လောက်ကိုခွာသွားတယ်။အပြင်မှာကင်းရှာရတဲ့သူတွေကိုဝင်ပစ်တာ။အဲ့ဒီမှာတည်တဲ့သူတွေလည်းတည်တာပေါ့။အမြောက်တက်ကကားတွေကိုအစင်တစ်ပြင်ထားတာ။အဲ့ဒါတွေကို တင်ပြေးဖို့လေဟုပန်တော်ကြီးဒေသခံတဦးကပြောသည်။ထို့နောက်ဧပြီလ18ရက်တွင်စစ်ကောင်စီလက်ထက်ကပန်တော်ကြီးရွာကိုပုံကျဲတိုက်ခိုက်ရာ ်အင်ဂျီ900ကျော်ရှိသည့်ရွာသည်ဖုန်ကြီးကျောင်းအပါအဝင်အင်ဂျီထောက်ဝက်ကျော်မီးလောင်ကျွမ်းပျက်စီးခဲ့သည်ဟု အထက်ပါပန်တော်ကြီးဒေသခံကပြောသည်။နောက်နေ့ဧပြီလ18ရက်နေ့စံတရက်နေ့ကျတော့လေရင်တဲ့ဘုံကမနက်9နာရီကနေ10နာရီလောက်ခရဲကတောက်လျှောက်ကိုကျဲတော့တာပဲ။အဲ့ဒီနေ့ကစပြီးမနေ့ကအထိဧပြီလ29ရက်အထိဘုံကျဲတော့မယ်။ရွာတရွာလုံးကုန်တော့တာပဲဟု၎င်းကဆက်ပြောသည်။ ပန်းတော်ကြီးရွာမှာဆုတ်သွားသည့်စစ်ကောင်စီတပ်နှင့်ပြူစောထင်းများသည့်လေးမျက်နှာမျိုးတက်ဖက်ကန်းရှိငဝင်းမြကူတတာအနေစီစုံကုန်းမှာတက်ရှာနေရယူထားပြီးပန်းတော်ကြီးနှင့်လေးမျက်နှာမျိုးကြားတက်ရှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကနေရယူတက်ဖြန့်ထားသည်ဟုဒေသခံများထံကသိရသည်တပ်ပွဲများကြောင့်ပသိမ်မုံရွာကလည်းအရှိတ်ရှိ ပန်းတော်ကြီးကျေးရွာအုပ်စုဝင်များဖြစ်သောမြို့ကောကြောက်စစ်ကောမကြီးပင်ကွင်းရွာတို့မှဒေသခံထောင်နှင်းရှိဆစ်ဆောင်နေရပြီးလေရင်ပုံကျဲမှုကြောင့်လူသေဆုံးမှုများလည်းရှိသည်ဟုသိရသည်ယခုနှစ်ဇန်နဝါရီလကစတင်ပြီးအေအေနှင့်မဟာမိတ်ပူးပေါင်းတပ်များသည်ရခိုင်ကန်ရိုးတပ်တရှမကြီးစင်ဘောမီနှင့်စစ်စခန်းငယ်များကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက်အေအော်ဒီတိုင်းအတွင်ရွေလျားလာခဲ့ခြင်းဖြစ်သည်။ ထို့နောက်ဖေဖော်ဝါရီမှစတင်ကာအေအဝတီတိုင်းသို့အဓိကဝင်ပေါက်ဖြစ်ပြီးကွာငတိုင်းကျောင်းလန်အနီးရှိငတိုင်းကျောင်းရေကြည်နှင့်လေးမျက်နှာမျိုးနယ်တွင် အေအေကနေရာ၃ခုခွဲပြီးစစ်ကြောင်းများထိုးနေသည်ကွာငတိုင်းကျောင်းလန်ကိုထိန်းချုပ်နိုင်ရန်အဓိကအရေးပါသည့်တာပေါင်းမျိုးနယ်အတွင်းရှိအမှတ်308ရှင်မြန်တရင်နှင့်ရေကြည်မျိုးနယ်ရှိ အမြောက်တပ်344တို့ကိုလည်းအေအေက ထိုးစစ်ဆင်တိုက်ခိုက်နေသည် ်လက်ရှိတွင်စစ်ကောင်စီတပ်သည်ကွာကပိုင်ချောင်းတိုင်းတွင်အပြစ်ပြတ်ရေးပါပြီးဘုံနဲ့ပါပို့ပို့ထောက်ထားပြီးလူမျိုးအနောက်ဘက်ကနေတောင်ကိုဖြတ်လင်းရစစ်စင်ရေးဖြင့်ဖိတ်ဆို့ထားပြီးမြို့သားနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တို့ကပြောပြီးကျန်တဲ့ပုံစံမျိုးတော့ကျောက်ကဆိုလဲဘလောက်ပဲတရားမယ်အဆိုးဆုံးကတော့လူတယောက်ကိုစံစီတစ်ပတ်စာဘလောက်တရားမယ်ဆိုတာမျိုးတင်းကျပ်တယ်ဆက်သုံးစီဆိုရင်လေးမျက်နှာနောက်ဖက်ရှန်ဒေတာများကို လုံးဝခွင့်မပြုတော့ဘူးဟုလကောင်းကဆက်ပြောသည် ်အင်ကပူမျိုးအနည်းရှိအမှတ်ငားလေးကျင့်ရင်တက်ဝင်ကျင်တွေလည်းတိုက်ပွဲများဖြစ်နေပြီးအင်ကပူမျိုးပေါ်တွင်ပြည်သူလုံခြုံရေးအဖွဲ့များဖွဲ့စည်းနေပြီးအရမစစ်သားစုဆောင်နေသည်ဟု၎င်းကဆက်ပြောသည်ဟင်တတာမျိုးနှင့်24မိုင်ကို ရောက်နေပြီလို့ပြောလို့ရတယ်မြောက်ဆန်းမှာရှိတဲ့အမြောက်တက်344မှာတော့သူတို့ဘက်ကပြန်ပြီးတော့အင်အားဖြစ်တင်းနေတာမျိုးရှိတယ်။တချို့ဆိုရင်တရွာကိုလူ20ပေးရမယ်၊30ပေးရမယ်ဆိုတာမျိုးတွေလှုပ်လာတယ်ဟု၎င်းကပြောသည်။ ပဲခူးတိုင်းအနောက်ရှမ်းပထောင်မြို့နယ်ညောင်ကျိုးရွာတဝိုက်တိုက်ပွဲများဖြစ်နေသလိုအေအော်ဒီတိုင်းတွင်လည်းတိုက်ပွဲများရှိနေကြောင်း အေအေပြောခွင့်ရသူကမြန်မာနောင်းကိုမတ်လအတွင်းကပြောထားသည်ရခိုင်ယိုးမနှင့်အေအော်ဒီဒက်ဆက်ကွာငါတိုင်းကြောင်းလန်အနီစစ်ကောင်စီတပ်မှအရေးနိုင်နေပြီးတပ်စခန်းများမှဆုတ်ခွာပေးနေရသည်စစ်ကောင်စီတပ်အဓိကဗျူဟာကုန်းဖြစ်သည့်မြောက်ဆန်းအမြောက်တပ်မှလည်းခန့်စစ်အနေအထားဖြစ်နေသည်ဟုဗိုလ်ကြီးစင်ရောကလည်းပြောသည် လေးမျက်နှာမှာတော့ပန်တော်ကြီးလောက်ထိပြန့်ဆုတ်ထားရတယ်။မြောက်ဆန်းမှာဆိုရင်အမြောက်တက်344ဆိုလဲပက်လေခန့်စစ်စင်နေရတယ်။အပြင်ကကကင်းတွေအကုန်လုံးရုတ်သွားရတဲ့အနေအထားမျိုးတော့ရှိတယ်။အေအိုဒီတိုင်းအတွင်းဖြစ်ပွားသည့်တိုက်ပွဲများနှင့်ပတ်သက်ပြီးစစ်ကောင်စီတပ်ကသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ကွာငါတိုင်းကြောင်းလမ်းနှင့်ဆက်ဆက်နေသည့်ထိုလမ်းစုံများကိုစစ်တပ်ကဖြတ်တန်းသွားလောက်ခွင့်ပိတ်ထား၍အဆိုပါလမ်းများကို ရေကြီးကိစ္စမှအပအတုံးမပြုရန်ရေကြီးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်ရခိုင်ဆလေးမျိုးနယ်ရှင်းတမျိုးနယ်ကိုတိမ့်ပိုက်ထားသောအေအေသည်ရခိုင်တွင်ကြောက်ပြူမျိုးနယ်တွင် တိုက်ပွဲတရှိုးရှိနေပြီးရခိုင်ရုံးမတောင်တန်းဒေသနှင့်ထိစပ်နေသည့်ပဲခူးတိုင်းမကွေးတိုင်းအေအော်ဒီတိုင်းတို့တွင်လည်းစစ်မျက်နှာဖွင့်ထားသည်